တပိတ်ကျင်ကလီချောင်းတိုက်ခိုက်ခံရမှုအခြေအနေကို အသေးစိတ်ဆက်ပြောပြပါမယ်။မန္တလေးတိုင်းတပိတ်ကျင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲနဲ့စစ်ကောင်စီတပ်ကလီချောင်းကနေအကြောင်းမဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့အရသာပြည်သူတွေတေဆုံထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဖြစ်ပွားခဲ့တဲ့နေရာကတော့တပိတ်ကျင်းမြို့နယ်လက်ပံပြန့်ရွာဖြစ်ပြီးနိုဝင်ဘာလ16ရက်နေ့ညနေ4နာရီခွဲ အချိန်လောက်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရတာပါ ဒီတိုက်ခိုက်မှုဟာတိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲလုပ်ခဲ့တဲ့တိုက်ခိုက်မှုဖြစ်ပြီးရွာသားနေရောက်အသက်ဆုံးရှုံးခဲ့တယ်လို့၃ရောင်ကတော့ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ PDF မန္တလေးကဆိုပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်ထုတ်ပြန်ခဲ့တာကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မန္တလေးကဖြစ်ပါတယ် စစ်ကောင်မရှင်တပ်ဟာတိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်တဲ့အရက်သားရွာတွေကိုပါ ပြစ်မှတ်ထားလီချောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာကြောင့်ဒီသားခဲ့ပြည်သူတွေရဲ့လှုပ်ချုံရေးအခြေအနေဟာအထူးစိုးရိမ်စရာဖြစ်နေပါတယ်။